ဗြိတိန်ထက်လက်တော်ဟာဝန်ကြီးချုပ်ထရီဆာမေကို EU ကနေဗြိတိန်နှုတ်ထွက်ရေးလုပ်ငန်းစဉ်တွေတရားဝင်လုံဆောင်ွယ်ပေးမဲ့ဥပဒေချမ်းနဲ့ပတ်သက်ပြီးအခြေတင်ဆွေးနွေးမှုတွေစတင်ပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ဗြိတိန်ထက်လက်တော်ရဲ့အမတ်များစုက Conservative Party ဝင်တွေဖြစ်မနေတာကလည်းကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနိုင်တယ်လို့လည်းသိရပါဗျ။အခုလအစောပိုင်းကဗြိတိန်အောက်လွှတ်တော်ဟာအဲ့ဒီဥပဒေချမ်းကိုအတည်ပြုခဲ့ပြီးနောက်တရားဝင်ရွေးချယ်တင်မြှောက်ရခြင်းမရှိသေးတဲ့အထက်လွှတ်တော်မှဆွေးနွေးမှုတွေဆက်လက်ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ အဲ့ဒီဥပဒေချက်အရဝန်ကြီးချုပ်ထရီဆာမေဟာ EU ရဲ့ Lisbon သဘောတူညီချက်အပိုက်ခွဲ50ပါအချက်တွေအတိုင်း EU ကနေနှုတ်ထွက်ရေးလုပ်ငန်းစဉ်တွေကိုတရားဝင်ဆွေးနွေးကြရရှိမှာဖြစ်တယ်လို့သိရပါဗျ။ဝန်ကြီးချုပ်မေအနေနဲ့ EU ကနေနှုတ်ထွက်ရေးလုပ်ငန်းစဉ်တွေလှုပ်ဆောင်ရမှာပါလီမန်နဲ့ဆွေးနွေးတိုင်ပင်ဖို့လိုအပ်တယ်လို့အထင်ကြီးကတရားရုံးတစ်ခုကဆုံးဖြတ်ခဲ့ပြီးနောက်မှာတော့ဗြိတိန်ဆိုရဟာဥပဒေချက်တစ်စောင်ကိုအစိုးပြုတင်သွင်းခဲ့တာဖြစ်ပါတယ်။ဗြိတိန်အောက်လွှတ်တော်မှာတော့အဲ့ဒီဥပဒေချက်ကို494 122မဲနဲ့အောင် မြင်စွာအတည်ပြုနိုင်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ဒါပေမဲ့လည်းဗြိတိန်အစိုးရဟာအမတ်ရေအတွက်800ကျော်ရှိတဲ့အထက်လွှတ်တော်မှာ အမအုပ်ရဲ့250နှုန်းကသာ conservative တွေဖြစ်တဲ့အတွက်ကြောင့်အခုဒီချိန်မှာပုံမှုကြီးမားတဲ့အခက်အခဲတွေနဲ့ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။ဥရောပကော်မရှင်နာဟောင်းတူဖြစ်သလိုအထက်လွှတ်တော်အမတ်တူဖြစ်တဲ့ပီတာမက်ဒဲဆန်ဟာအဲဒီကိစ္စရဲ့နှစ်ခုဟာအလေးနက်ထားတဲ့ကိစ္စတွေဖြစ်တယ်လို့အခိုင်အမာယုံကြည်ကြောင်းပြောကြားခဲ့ပါတယ်။ဒါပေမဲ့လည်းတရားဝင်တည်ပြခြင်းမရှိသေးတဲ့ပါလီမန်အမတ်တွေဟာ EU ကနေဗြိတိန်နှုတ်ထွက်ရေးဆိုင်ရာဥပဒေချမ်းကိုလုံလုံလည်လည်လမ်းကြောင်းပြောင်းသွားစီမှာကိုတော့စိုးရိမ်မိတယ်လို့ပြောပါရယ်။ဆက်လက်ပြီးဗြိတိန်အောက်လွှတ်တော်အမတ်တွေဟာ ားရွေးချယ်တင်မြှောက်ခံထားသူတွေဖြစ်တဲ့အတွက်ကြောင့်ဒီနေ့အောင်မွေးခံနိုင်ကြမှာပါ။ဒါပေမဲ့အထက်လွတ်တော်အနေနဲ့ဆော့ဆော့စီစီလက်လျှော့မသွားဘူးလဲမျှော်လင့်မိတယ်လို့လည်းသူကပြောကြားခဲ့ပါရယ်။အထက်လွတ်တော်မှာဆွေးနွေးမှုမပြုလုပ်ခင်မှာဗြိတိန်တရားရေးဝန်ကြီးလစ်စထရက်ကအထက်လွတ်တော်အနေနဲ့ပြီးခဲ့တဲ့ဇွန်လကပြုလုပ်ခဲ့တဲ့လူထုဆန္ဒခိုင်ပွဲရလဒ်ကိုထောက်ခံတင်တယ်လို့ပြောကြားခဲ့ပါရယ်။ ်2016ခုနှစ်ဇော်လာကဗြိတိန်နိုင်ငံမှာ EU ကနေဗြိတိန်နှုတ်ထွက်ရေးအတွက်လူမှုစန္ဒခိုင်းဝယ်ကျင်းပခဲ့ပြီးမဲစန္ဒရှင်52ရာခိုင်နှုန်းက EU ကနေထွက်ခွာမဲ့အစီအစဉ်ကိုထောက်ခံခဲ့ကြတယ်လို့သိရပါဗျာ။